တကယ်တမ်းဘုန်းဘုရားရဲ့ဘဝမှာတိခဏ်ချင်းဖြင့်ဖြည့်ရှင်းရမယ့်ပြဿနာတွေအများကြီးရှိတယ်။ဟုတ်လားမြတ်စွာဘုရားအဲ့ဒါဒီတုတ်တံမှာအဲ့ဒါလေးတွေလည်းသဘောကျတယ်ဘုန်းဘုရားမူရင်းစကားလေးတွေကိုလည်းပဲပေါ်လွင်စေခြင်းနဲ့ပေါ့နော်။တိခဏ်မဲ့အရာကိုမြတ်စွာဘုရားငါးပိုင်းဟောတာ။တိတ္တတဥ္ဏတခမောဟောတိဇိကိစ္ဆာယပိပါဏယဒန္တမကသဝါဒတပတရိတပနပတန္တပါဠိလေးတွေရှင်းလိုက်။နံပါတ်1တိတ္တတဥ္ဏတအပူဝေးကိုတိခဏ်ဇာတုဥတု ဇာတိဥဒုကိုဖုံဖုံတို့ဘာအစိုးရတယ်လဲအမှဆိုမရမိုးရွာလို့စိတ်တို့လဲမိုးကတော့ရက်မှာမဟုတ်ဘူးသူရွာတဲ့အရှင်ရွာမှာပေါ့ဟုတ်လားအဲ့ဒါဘာပြောတာတော့အပူအေးကိုတိခဏနိုင်ရမယ်အပူအေးနဲ့တိခဏရမယ်ဆိုတာကဟိုပူတဲ့ချိန်မှာအေယာကွန်းနဲ့မနေရဘူးအေးတဲ့ချိန်မှာအနှွေးတဲ့လှုပ်ပြီးတော့မနေရဘူးလို့ဆိုလိုတာမဟုတ်ဘူးဒီပူချင်းအေးချင်းနဲ့တုပြီးတော့ရမ်းရှင်းမနေနဲ့အဲ့လောက်တော့မိုက်မနေနဲ့လို့ပြောတာပူချင်းအေးချင်းကိုဘယ်လောက်အောင်လဲနားလေရမယ်ဒီလောက်တော့နားလေရမယ် ပြီးတော့ဆိုဇိကိစာယပိပါတာယအစားတော့စားကျင်တာရေတောက်ကျင်တာဆာလုံးမှုတိတ်တာအဲ့ဒါကိုပဲလောက်အောင်လို့တိခန့်မယ်အမေအဲ့ဒါမြန်ဖုံဖုံရဲ့တိခန့်နိုင်ပါလေလို့မအောင်တဲ့ခါလေးစားကျင်လို့စိတ်တူနေရတယ်အများကြီးမရှိဘူးလားရှိရနော်စားကျင်လို့စိတ်တူတာရှိတယ်ကိုစားကျင်တာမစားရလို့တူတာလည်းရှိတယ်ကိုမစားကျင်တာစားရလို့တူတာလည်းရှိတယ်အစားလုံးနဲ့ပတ်သက်ပြီးတော့တူနေတယ်အများကြီးဟုတ်လားလို့မျက်စောပြအဲ့ဒါပဲလောက်အောင်လို့တိခန့်ရမယ်ဒီဆာလုံးမှုတိတ်တယ်ဆိုတော့တဘာဝ ဒီတဲ့ကိုထည့်လိုက်တယ်ရှင်ဖို့အတွက်အတော့သူထည့်လိုက်တာနဲ့သူကမလုပ်တော့နော်ဓာတ်ပြူတယ်လို့ပဲပြောကြပါစို့မတ်စကာ1မီဟုတ်လားလိုအပ်တာကိုသူယူမယ်ပြီးရင်စွန့်ထုတ်မယ်စွန့်ထုတ်လိုက်တာနဲ့လိုအပ်တာယူပြီးတာနဲ့ထပ်ပြီးတော့ခန္ဓာကိုယ်ကမလုပ်လာပြန်ပြီတော့ဆာလောင်းလာပြန်ပြီဒါသူ့ရဲ့သဘာဝကြီးအဲ့ဒါကိုကျွန်တော်စိတ်တူစရာကိစ္စလို့မှတ်ယူထားလို့မဖြစ်ဘူးပေါ့နော်ဒါကိုဘယ်လောက်အောင်တော့တိခါမဲ့စွန့်လို့တာကဆာလို့တော့စိတ်မတူပါနဲ့ဒီသဘောလေးကိုပြောတာ ဟုတ်လား အပူအေးကိုသိခံရမယ်ဆာလမုဒိတာကိုသိခံရမယ်ပြီးတော့ပါတော့ဒန္တမကတဝါဒတမသတိတပနဖတ်တန်နာမဲ့ချင်းရင်လေးနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုသိခံရမယ်လေဟုတ်လားဒါကိုလက်တွေ့ဘလို့ပြောမှာတော့ဒီကမ္ဘာလောကကြီးကလူသားတွေကြီးနေဖို့တည်တံဖြစ်ပေါ်နေတဲ့အရာတခုမဟုတ်ဘူးဟုတ်လားဒါကကြည်ကြည်ပြန့်ပြန့်ပေါ့နော်ဘုရားဒါတွေထဲ့អော်တယ်ဆိုတာကိုခပ်ပေါ်ပေါ်လေးဘုံဘွားတော့မစင်သားစီခြင်းမို့ပေါ့ဟုတ်လား တိခါမဲ့ရာတုံယူရှိသွားပြီနော်အပူရိုးတိခါမဲ့ဆာလမုဒိတာကိုတိခါမဲ့ပိုးကောင်မွားကောင်လေးတွေရတဲ့ဟိုတိခါရမယ်ဟုတ်လားပြီးတော့ပါပြုံးစောဒုရုဒ္ဒနဲ့ဒုရာကဒနဲ့ဝဆနပဌာနဲ့ပဝင်းကျင်ကကိုယ့်ရဲ့အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုတိခါရမယ်ပြည့်ရတဲ့တိခါကြီးကလင်းနေလာတယ်အဲ့ဒီစာမွေးကျတော့ကြာလာပဲများလာမှာမဟုတ်လားဟင်ဟုတ်တယ်မဟုတ်လားအဲ့ဒီအတားစီမှာအကုန်လုံးကြာရှုံးရတယ်ဘယ်သူမှမကြော်နိုင်ဘူးနော်ကိုမကောင်းတာမပြောတာပြောတာမပြောနဲ့ ကောင်းတဲ့အမြင်နဲ့မြန်ကြည့်သလားဆိုရင်တောင်မရမျက်နှာကိုပါစာဖတ်ပြလိုက်တယ်ဟုတ်လားမျက်နှာမြင်တာနဲ့တောင်မှအနံနေပါလိမ့်မယ်ကြားရောင်နေသေးလားမသိဘူးနော်ဟိုကတကယ်အဲ့လိုပြောချင်မှပြောမှာအခုစိတ်ကြီးကလှုပ်ကြံပြီးတော့ကြားလာရှင်တချို့စိတ်ဝိညာဉ်ရှင်တွေရှိတယ်ဟိုကရိုးရိုးကြည့်တာဟောငါဘလို့ကြည့်နေစိတ်ဝိညာဉ်ရှင်တွေရှိတယ်ဟုတ်လားတချို့ဆိုရင်တကယ်ကိုထင်းသွားတာသူတို့စိတ်ထဲမှာဟုတ်လားလူမျက်စွာပြပြောတာဘလောက်လေးနဲ့လာတော့ တောင်းဝန်ကြီးကပြောလာတဲ့စကားသံနဲ့ဘလို့မှတားလို့မရဘူးဒါသဘာဝကိုယ်သူများအကြောင်းမကောင်းတာပြောဘူးလားအဲ့ဒီတစ်ချက်သေးနဲ့တောင်းကျွတ်လို့ဂျင်းနဲ့တဲ့ဟုတ်တယ်မဟုတ်လားဘိုးတော်ပြောချင်ရပြောပြီးတော့ကိုယ်ပြောတော့မကြက်ဘူးလို့ဖြစ်နော်လေးခုရှိသွားပြီနော်နောက်၅ခုမြောက်သိခံရမယ့်ချက်ကအနည်းငယ်ဆုံးအဲ့ဒါဘာတော့ဆိုတော့ ဥပ္ပန္နာနံတာရိရိကာနံဝေဒနာနံဒုက္ခနံတိဗ္ဗာနံခရဏံကတုကာနံအပတာနံအမနာပါနံပါဏဟရနံအဓိဝတကဇာတိကိုဟောတိခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အလွန်မခံရခက်တဲ့ပြင်းထန်တဲ့ဆက်ရှားတဲ့ပူလောင်တဲ့နောက်ဆုံးအသက်ကိုယ်တောင်ယူသွားနိုင်လောက်အောင်ခါတီးတဲ့ဝေဒနာကြီးခန္ဓာကိုယ်ကြီးကတချိန်ကျရင်ပေးမှာဘာလို့လဲလို့အလွန်မြတ်နိုးရတဲ့ ဒီခန္ဓာကိုယ်ကြီးရပဲတို့အလွန်ကြောက်တဲ့အလွန်ယွန်ရှာဆက်ဆုပ်တဲ့ခံစားမှုတွေကို ဖြစ်စေတဲ့ယောဂါတွေကနေတဆင့်ဒီခံရခက်တဲ့အနေအထားတွေကို ဖြစ်စေလိုက်မယ်။ဟုတ်လားအဲ့ဒီအချိန်မှာတို့ဘယ်သူ့ကိုအပြစ်တင်မှာတို့ဘူးပြစ်တင်မှာခန္ဓာရင်ရှိရှိမရှိရင်ပိုးဆင်းရဲမယ်နော်ဘယ်ရတော့ရှူးနှချောင်းရှူးတာနဲ့ဥမာပေးတယ်ရှူးတစ်ချောင်းရှူးသွားတယ်အဲ့ဒီရှူးကိုနောက်ရှူးတစ်ချောင်းနဲ့ထွန်းထုတ်ရင်းနဲ့ထွန်းထုတ်တဲ့ရှူးပါကျိုးပြီးတော့ကျန်ရစ်တယ် ်လူများစုကဆုနှချောင်းရှုပြီးတော့သွားတယ်ဟုတ်လားအဲ့တော့ဒီမှာခါရခက်လို့ဆင်းရဲနေရတာတမျိုးဒါကိုလက်မခံနိုင်လို့ပျောက်ချင်လုံးအာကြီးလို့တရားကိုတခါတည်းမြန်မြန်ဖယ်ခြင်းလို့စိတ်တိုင်းမကြလို့ဖြစ်နေရတယ်ဆင်းရဲတမျိုးတခါတလေမှတကယ်ပဲဒီဆင်းရဲနေတာကနည်းနည်းအဲ့ဒီဆင်းရဲကိုလက်မခံနိုင်လို့ဖြစ်နေရတဲ့နောက်ဆက်ဖြစ်နေတဲ့နောက်ဆူးတဲ့ဆူကပို့ပြီးတော့ကြီးနေတာရှိတယ်